အခုတက်ဆက်ပေးမယ့်အားစားသင်ကတော့မြန်မာယူ23အသင်းနဲ့ခြေစမ်းကစားရန်ဂျပန်ကလပ်များကိုဖိတ်ကြားမိဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးပွဲချုပ် MFF ဟာ2023စီးကင်းပြိုင်ပွဲဝင်မယ်မြန်မာယူ23အသင်းနဲ့ခြေစမ်းကစားရန်အတွက်ဂျပန်ကလပ်အသင်းများကိုဖိတ်ကြားသွားမှာဖြစ်ပြီးခြေစမ်းပွဲများကိုလာမယ့်နိုဝင်ဘာ15ရက်နဲ့19ရက်များမှာကစားသွားရန်စီစဉ်ထားကြောင်းသိရှိရပါတယ်မြန်မာယူ23အသင်းဟာလာမယ့်စက်တင်ဘာ6ရက်နေ့မှာဟောင်ကောင်လေးစင်အသင်း အော်တိုဘာလ15ရက်နေ့မှာ VNU 23တင်းနဲ့ရန်ကုန်မြို့မှာခြေစမ်းကစားရင်စီစဉ်ထားတယ်လို့သိရှိရပါတယ်။ဒါအပြင်မြန်မာ U23 တင်းဟာလာမယ့်အော်တိုဘာ18ရက်မှာနိုဝင်ဘာ5ရက်နေ့အထိတောင်ကိုရီးယားနိုင်ငံကိုသွားရောက်ပြီးလေ့ကျင့်မှုများပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြန်မာ U23 တင်းကိုလာမယ့်ဩဂုတ်လဒုတိယပတ်မှာစ၍ကစားသမားအယောက်30နဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီးဩဂုတ်လ22ရက်24ရက်28ရက်နဲ့31ရက်နေ့များမှာနှစ်ဖက်ခွဲရေးခြေစမ်းပွဲများကစားသွားရန်စီစဉ်ထားတာပဲဖြစ်ပါတယ်။ ်လက်ရှိချိန်မှာမြန်မာယူ23သိန်းကိုနီးပြားချုပ်ပြတာဝန်ယူခိုင်းရနေတဲ့ပတ်ဆောင်ဝါကတောင်ကိုရီးယားနိုင်ငံကိုခိတ္တသွားရောက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။